ကျွန်တော်တို့နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကြိမ်တိုင်တိုင်ကြိုတွေ့ခံစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာကိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတိရံသာရာသွန်းပြီးမြို့ပါတချို့မှာရုတ်တရက်ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့မလ28ရက်နေ့မှာလည်းပြည်အခွန်ဒသမ9ရက်စတာစကီရှိတဲ့အလွန်ပြင်းထန်တဲ့မြေငလင်းလွတ်ခတ်မှုဒဏ်ကိုလည်းကြုံတွေ့ခံစားခဲ့ရပါတယ်။ ်ထိခက်ပစ္စည်းတွေနဲ့ဒီဆိုဒဏ်ရာမှုတွေများပြားလာတဲ့အတွက်ကြောင့်ငလင်တန်ပင့်ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ပြည်တွင်ပြည်ပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့သလိုထိုင်းနိုင်ငံမှာကျင်းပတဲ့သရမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလဲအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံပြီးမြန်ကလေးနဲ့ပတ်သက်လို့အကူအညီတောက်ခံခဲ့ပါတယ်။ ငလင်ဘေးတဲ့ဒေသတွေမှာရေဘော်ကဲဆဲလုပ်ငန်းတွေကိုအင်တာအားတဲ့ကူညီစော်ပေးကြတဲ့ပြည်ရင်းပြည်ပကကူညီကဲဆဲအဖွဲ့ဝင်များနဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကဲဆဲပစ္စည်းများနဲ့အလှူငွေတွေကိုပေးအပ်ထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်ရင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ ငလင်ဒန်ခံဒေသတွေရဲ့ပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်။မိဘပြည်သူများရဲ့အစုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။မြန်လင်ပေးသံတဲ့ဒေသများအတွက်ပြည်내ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြည်내တိဆောက်ရေးပြည်သူတွေရဲ့ OA နဲ့လမ်းမဆွတ်တဲ့မှုလုပ်ငန်းများပြည်내တိဆောက်ရေးတို့ကိုလည်းအောက်တွင်ခွန်ဆိုင် ဆောင်ရွက်သွားပါမယ်